ကျွန်တော်တို့ crazy raw gain ကဒီနေ့အထိငွေထိုးလို့ရနေတော့မှာခင်ဗျဒီနေ့ကတော့25ရက်ဆယ်လာ2025ခုနှစ်ဖြစ်ပါတယ်ခင်ဗျเนาะကျွန်တော်ဒီ23ရက်နေ့ကပေါ့23ရက်နေ့ကငွေထိုးခဲ့တာ ကိုမနေ့ကညပေါ့မနေ့ကည24ရက်နေ့ညမှာကျွန်တော်ငွေထုတ်လို့ရခဲ့ပါတယ်ခင်ဗျ။เนาะဘယ်လိုထုတ်လဲပေါ့ဆိုတော့ကျွန်တော်ဗီဒီယိုထဲမှာအသေးစိတ်လေးကျွန်တော်ပြပေးပါမယ်။ ဒါပေမဲ့အရင်လိုမလွယ်တော့တာတော့အမှန်ပဲဗျာเนาะဒီ game ကိုကျွန်တော်စဆော့တော့ဆယ်လာပိုင်းစပေါ့เนาะဆယ်လာပိုင်းစဆော့တော့ဆိုရင်ကျွန်တော်ဆို3ချိန်လောက် mission လုပ်เสียရမလို့ဒီ game မှာငွေထုတ်တဲ့နေရာ2နေရာရှိရဲ့ဗျာเนาะမိတ်ဆွေတို့လည်းကျွန်တော်ရှေ့ပြည်တွေမှာပြောပြပြီးသား coin နေရာရယ်ငွေအစိမ်းနေရာရယ် coin နေရာကလည်းအစကရောအခုတက်တည်းရောငွေထုတ်တဲ့နေရာမှာ mission လုပ်เสียရမလို့တန်းစီเสียရမလို့ဒါပေမဲ့သူကရတဲ့အမောက်ကနဲတယ်စုရလားကျွန်တော်ငွေအစိမ်းဘက်ကအမောက်များတယ်ပေါ့เนาะအဲ့တော့ အဲ့ကကျွန်တော်တို့စဆော့တော့က3ငါလောက်ကျွန်တော်တန်းစီရမလို့တန်းထုတ်လို့ရတယ်အခုနောက်ပိုင်းတန်းစီရဲ့မရှင်လောက်ရတယ်သဘောတရားကဘာလဲဆိုတော့ဗျာသူတို့ကတနေ့ကိုလူအယောက်တရာပဲငွေထုတ်ပေးမယ်ပေါ့တတ်မှတ်ထားတာအဲ့တော့ငွေထုတ်တဲ့သူတွေကတထောင်လောက်ရှိတယ်เนาะအယောက်တထောင်လောက်ရှိတော့သူတို့ကအဲ့မှာတန်းစီခိုင်းတယ်တန်းစီတဲ့နေရာမှာတချို့ကကျွန်တော်ကိုမေးတယ် ဲ့ဒီနေရာမှာဥကြိုလေးတွေတုံးပြီးတော့ကျွန်တော်အဆင့်ခုံရတာမခုံမန်းတဲ့ဒီအိုင်းထိုင်ဆောင်နေမရဘူးလားတဲ့ဆိုတော့ကျွန်တော်လည်းမဆန်းဘူးဗျာနော်ဒါပေမဲ့သေချာတာတခုကတော့မရတော့ဘူးဘာဖြစ်လို့လဲဆိုတော့ဥကြိုခရလေးတွေတုံးပြီးခုံနာတော်မှကျွန်တော်တို့ level 105ရောက်သွားရင်အဲ့မှာတက်နေရောဘာလို့တက်နေရလဲဘာလို့ကြာနေရလဲဆိုတော့သူ့လိုကိုယ်လိုပဲလူခုံရတာလူတိုးရတာပါဗျာအဲ့အရောက်တရာလေးကိုရောက်ဖို့အတွက်အဲ့ဒီမှာလူတိုးနေရတာ တိုးနေတဲ့သူတွေကအရန်များတော့အထဲတော့တိုးလို့မရဘူးပေါ့ဗျာเนาะအဲ့တော့ကျွန်တော်ကိုယ်တိုင်တော့မှခုံတာ၅ချိန်ခုံလိုက်ရတယ်တရ၅ကရင်အဲ့လူရောက်တရတဲ့ဝင်ဖို့၅ကကျွန်တော်ခုံလိုက်ရတယ်သူများတွေလို့တော့ကျွန်တော်ရွှေရောင်နေပါလိမ့်မတော့ဘူးဗျာခရမ်းရောင်နေပဲခုံတာပါเนาะအဲ့တော့လက်တွေ့ဗီဒီယိုကျွန်တော်ပြပါမယ်ဗျာเนาะဗီဒီယိုထဲမှာတစ်ချက်သွားကြည့်လိုက်အောင်ဗျာဟုတ် ွန်ဆာဆော့မဲ့မိတ်ဆွေတွေတော့ကတော့ကျွန်တော်ဒီဂိမ်းအကောင့်ဖွင့်ပြီးစော်နီးဗီဒီယိုတွေငွေထုံနီးဗီဒီယိုကျွန်တော် TikTok အကောင့်မှာပင်ထောက်ပေးထားပါတယ်เนาะဒီနေရာမှာပေါ့ဒီနေရာမှာမိတ်ဆွေတို့เนาะဒါကကျွန်တော်ကငွေထုတ်ပြီးသားဖြစ်နေလို့เนาะငွေမထုတ်ရသေးရင်ဒီနေရာမှာကျွန်တော်တစ်ချက်ထောက်လိုက်မယ်ပြီးရင်เนาะကျွန်တော်ရဲ့ဒီ ID code လေးပေါ့ကျွန်တော်ဒီ ID code လေး368 960 560ဆိုတာကိုထည့်မယ်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ခုနက ငွေစိမ်1100ရရှိမှာဖြစ်ပါတယ်ခမငွေစိမ်1100ရရှိမှာဖြစ်ပါတယ်ခမကျွန်တော်တို့ဒီနေ့ကတော့23ရက်10လ2025ခုနှစ်ဖြစ်ပါတယ်ခမ Crazy Rock Gain တွေကဒီနောက်ပိုင်းငွေထုတ်ရတာအရန်ခက်ခဲလာတဲ့အတွက်เนาะကျွန်တော်စမ်းထုတ်ကြည့်มาဖြစ်ပါတယ်ခမကျွန်တော်တို့ငွေထုတ်တဲ့နေရာကတော့ဒီ coin batch ချရှိတယ် coin ဒီငွေတွေကတန်းထုတ်လို့ရပါတယ်ဒီငွေအစိမ်းဒီကျွန်တော်တို့စဆော့တဲ့10လပိုင်း အစမှာတော့ကျွန်တော်၃ခါလောက်တန်းထုတ်ဖို့ပါတယ်မစ်ရှင်လုတ်เสียမလို့ပဲနဲ့အဲ့ဒီနောက်ပိုင်းမှာဆော့တဲ့သူများလာတဲ့အတွက်တန်းစီရဲ့မစ်ရှင်လေးလုတ်ရတယ်နော်တန်းစီရဲ့မစ်ရှင်လေးလူဆောင်ရတယ်ပေါ့အဲ့ဒီလူဆောင်တဲ့နေရာအောင်မှဒီနောက်ပိုင်းဘလို့ဖြစ်လာလဲဆိုအဲ့လူဆောင်နေရင်ပြကျွန်တော်ကခရမ်းရောင်ဥကြိုလေးနဲ့ခုံရတာအဲ့ဒီနောက်ပိုင်းကိုဘလို့ဖြစ်လာလဲဆိုလဲပဲ105လောက်ရောက်သွားရင်နော်ကျွန်တော်တို့ရဲ့အဆင့်ကတက်ကရင်100လူရောက်100တဲ့ဝင်မှငွေထုတ်လို့ရတာဗျာ ဆိုတော့ကျွန်တော်တို့ကဟို105ပေါ့105လောက်ရအောင်အဲ့100တဲကိုမဝင်ဘူးဖြစ်နေရခင်းအောင်ဥကျူလေးနဲ့ခုံတာเนาะတချို့ဆိုလဲရွှေရောင်နဲ့ချိန်ပြီးခုံတာမဝင်ဘူးဖြစ်နေရပေါ့เนาะဆိုတော့ကျွန်တော်အခုလက်တွေ့ထုတ်ကြည့်လိုက်မယ်ဗျကျွန်တော်ဘလို့ဖြစ်မလဲဆိုတော့ကျွန်တော်ဗီဒီယိုထဲမှာလက်တွေ့သွားကြည့်လိုက်မယ်เนาะဒီထဲမှာအဲ့ဆိုကျွန်တော်ငွေအစိမ်းနဲ့ကိုဝင်ကြည့်လိုက်မယ်ဒီမှာကျွန်တော်က ျွန်တော်ရငွေပမာဏက10.98ရှိနေတာဖြစ်တဲ့အတွက်10ဒေါ်လာထုတ်လို့ရပါတယ်ကျွန်တော်ငွေထုတ်ဖို့ဆိုရင်ရှေ့ဗီဒီယိုငွေထုတ်နည်းဗီဒီယိုထဲမှာလည်းကျွန်တော်ရှင်းအသေးစိတ်ရှင်းပြပြီးသားပါဒီထဲမှာတော့အကြမ်းမြင်လေးပြောလိုက်မယ်နော်ဒီ withdraw ရဲ့မသက်ထဲကိုဝင်မယ်နော်ဝင်မယ်ဝင်ပြီးတော့ရင်အဲ့ဒီမှာဟိုပေးပယ်အကောင့်ရှင်းလဲပေးပယ်အကောင့်ဖြည့်ပါပေးပယ်အကောင့်မရှင်းလဲကိုယ့်ရဲ့ Gmail အကောင့် active ဖြစ်တဲ့ Gmail အကောင့်ဖြည့်ပါအောက်က name ဆိုတော့ Gmail ဖွင့်တဲ့နာမည်ပါအတိအကျမှောင်ရအောင်နှိစက်ဆုံးရပါတယ်ပြီးရင်သိချရဆို confirm ကိုနှိပ်ရပါပါနော် ပြီးရင်ရှေ့ပြန်ထွက်သွားပြီဆိုရင်ကိုထုံးမဲ့အမောက်ကိုယူလိုက်ပါကျွန်တော်ကတော့10ဒေါ်လာယူလိုက်ပါမယ်ပြီးရင်အောက်က withdraw ဆိုတဲ့အစိမ်းအောင်လေးကိုနှိပ်လိုက်ပါဒီမှာကိုရဲ့ Gmail တွေကိုမှန်လားငွေအမောက်မှန်လားဆိုတာကိုပြန်စစ်ခိုင်းတာပါနော်အကောင့်ဆိုတာဒီ Gmail နံပါတ်ပါအောက်ကအမောက်ဆိုတာတော့ငွေပမာဏပါတိတ်ချရဆိုအစိမ်းအောင်ကွန်ဖန်းလေးကိုနှိပ်ပါမယ်ဟုတ်ပြီ ကျွန်တော်လည်းတန်းစီရမှာဖြစ်ပါတယ်เนาะဒီစာပေါ်လာတယ်ဆိုရင်တော့ဒါတန်းစီရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်အောက်ကအစိမ်းအောင် IC ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒီမှာလူဤကျွန်တော်ရဲ့ level ကเนาะ901ပါเนาะ981ပါအဲ့တော့ လည်းပဲကျွန်တော်တို့လည်းပဲဒီတက်ကရင်တရားအတွင်းကိုရောက်မှငွေထုတ်ခွင့်ရမှာပါအဲ့လိုငွေထုတ်ဖို့ဆိုဒီခရမ်းရောင်ဥကြိုလေးတွေတုံပြီးခုံရမှာကျွန်တော်ကတော့ကြိုစုလာ12ခုရှိတယ်ဗျာနော်အဲ့ဒါဘယ်ရရတာလဲဆိုတော့ daily test တွေပြီးအောင်လုပ်ရင်တစ်ခုရတယ်အဲလူတနေ့ကိုလူ9ယောက်ခေါ်နိုင်ရင်တစ်ခုရတယ်လူ9ယောက်ထဲအထက်ပေါ့နော်ဟိုခေါ်ရင်သူတတ်မှတ်ချက်ရှိတယ်ဗျာ9ယောက်ဆိုရင်တစ်ခုရမယ်ပြီးရင်ဟိုအယောက်20ခေါ်ရင်တစ်ခုရမယ်အယောက်90ခေါ်ရင်တစ်ခုရမယ်ပေါ့နော်အဲ့လိုမျိုးတတ်မှတ်ချက်လေးတွေတော့ရှိတယ်ပေါ့ ဆိုတော့အခုကျွန်တော်ခုံကြည့်လိုက်မယ်နော်ဒါဆိုရင်ကျွန်တော် level က9ခွန်တက်ကရင်ခွန်တက်လေးကိုပြောင်းมาဖြစ်ပါတယ်နော်3သုံးပြီးတော့ကျွန်တော်ခုံကြည့်လိုက်မယ်အလေးခုပဲရှိတော့တယ်138 ကဲ100ကို105ကျွန်တော်လည်း105မှာရက်သွားပြီဆိုတော့ကျွန်တော်ကခုံဖို့အတွက်ဒီမှာခင်းရောင်အကျူလေးမရှိတော့ပါဘူးအဲ့ဒါဆိုတော့ကျွန်တော်ဒီဗီဒီယိုဒီနားမှာခဏရက်ထားလိုက်ပါမယ်ကျွန်တော်ခင်းရောင်အကျူရရင်ထပ်ပြီးတော့မိတ်ဆွေတို့ခုံပြပါမယ်ခင်ဗျဒီကျွန်တော်ရဲ့ level 105ဆိုတာလေးကိုမှတ်ထားပေးပါဗျာเนาะကျွန်တော်ဒီမှာခင်းရောင်အကျူဟွန်းမရှိတော့တဲ့အတွက်ကျွန်တော်ရှာပြီးရင်ဗီဒီယိုကိုကျွန်တော်ပြန်ဆက်ပေးပါမယ်ဗျာ ကျွန်တော်တို့အခုဆိုရင်တော့ကျွန်တော်ဒီမှာခရိုင်ရောင်ဥကျုံဟွန်းတစ်ခုစုထားပြီးဖြစ်ပါတယ်เนาะအသူများတွေလို့တော့ကျွန်တော်ရွှေရောင်မသုံးပါဘူးเนาะဒီမှာရွှေရောင်ရှိရယ်เนาะအဲ့ရွှေရောင်ကကြတော့ဒီခရိုင်ရောင်သုံးခုနဲ့ညီမျှရယ်เนาะကျွန်တော်ဝင်ပြရမယ်ဒီမှာเนาะသူကခရိုင်ရောင်ခရိုင်ရောင်သုံးခုကိုရွှေရောင်တစ်ခုပေါ့เนาะ ခင်းရောင်တုံးကိုရှည်အောင်တခုခင်းရောင်နဲ့ရှည်အောင်နဲ့ပါကွာတာလဲဆိုတော့ဒီမှာသူကဗာပြောထားရလဲဆိုတော့ဒီမှာတော့ခင်းရောင်နဲ့ဂျံပင်ခုံရင်သူကအောင်မြင်ဖို့15ရာခိုင်နှုန်းပဲရှိတယ်။ရွှေရောင်နဲ့ဂျံပင်ခုံရင်အောင်မြင်မှု100ရာခိုင်နှုန်းရှိတယ်လို့ပြောတာပေါ့နော်။ကျွန်တော်ခင်းရောင်နဲ့ပဲခုံလိုက်မယ်ဗျာနော်။ခင်းရောင်တုံးကိုခုံလိုက်မယ်။ကျွန်တော်ရဲ့အစင်ကဒီမှာခုန105နော်ဒီမှာလည်း105ပါပဲနော်။ကျွန်တော်ခုံကြည့်လိုက်မယ်ဗျာ။အဲတမကောင်းမောင်ဘူးတဲ့နော်။ ကျွန်တော်မရောက်ဘူးဗျเนาะအဲ့ဆိုအစိမ်းအောင် IC ကိုနှိပ်မယ်အဲကျွန်တော်မအောင်မြင်ဘူးအဲ့ဒါဆိုရင်ကျွန်တော်ထပ်ဆုလိုက်အောင်မယ်ဗျာเนาะကျွန်တော်တို့ဒီမှာတစ်ခါခုံတာမအောင်ဘူးเนาะဒီမှာခရမ်းကိုဂျိုးလည်းမရှိတဲ့အတွက်ကျွန်တော်ခရမ်းရောင်နေပဲခုံမယ်เนาะအဲ့တော့ BU လေးကိုကျွန်တော်တစ်ခါပြန်ရက်လိုက်အောင်မယ်ဗျာကျွန်တော်ဒီနေ့ကတော့24ရက်10လ 2025ခုနှစ်ပါခင်ဗျเนาะကျွန်တော်ဒီမှာခရမ်းရောင်ဥကျုံဟွန်းလေးတခု ရှာထားပါတယ်เนาะကျွန်တော်မနေ့ကတုန်းကဒါ23ရက်နေ့ကထုတ်ထားတာမနေ့ရမနေ့ရညတစ်ချိန်ခုံပြီးသွားပြီဗောနော်မအောင်ဒီအဆင့်105မှာပဲကျွန်တော်ဒီနေ့မှာလည်းထက်ခုံကြည့်မှာဖြစ်ပါတယ်ခင်ဗျဘလို့ရလက်ရမလဲဆိုတော့တစ်ချက်ဆောင်ကြည့်ပြီးပါ မရဘူးเนาะအဲကျွန်တော်ဒါဆိုရင်ကျွန်တော်လည်းနှစ်ခါရှိပါပြီကျွန်တော်လည်းခုံနေတာเนาะဒါဆိုရင်ကျွန်တော်လည်းမအောင်မြင်သေးပါဘူးကျွန်တော်ဥကြိုတစ်ခုလောက်ထပ်ဆူပြီးတော့မိတ်ဆွေတို့လက်တွေထပ်ပြပါမယ်ခင်ဗျဒါဆိုရင်ကျွန်တော်ဒီဗီဒီယိုဒီမှာခဏရပ်ပါမယ်ကဲကျွန်တော်ဒီမှာ ခရမ်းရောင်ဟွန်းလေးเนาะဟွန်းနှစ်ခုကျွန်တော်ထပ်စုထားပါတယ်ကျွန်တော်ခရမ်းရောင်နဲ့ပဲခုံပါမယ်เนาะကျွန်တော်လည်းပဲ105ပါရှေ့မှာကျွန်တော်နှစ်ကြိမ်ခုံပြီးသွားပါပြီเนาะခုံတာကျွန်တော်မအောင်မြင်ပါဘူးဒီတစ်ကြိမ်မှာကျွန်တော်ခုံကြည့်လိုက်အောင်ပဲဗျာเนาะနှိပ်လိုက်မယ်မရပါဘူးเนาะဖေးပါတယ်အဲ့တော့နောက်တစ်ကြိမ်ထပ်နှိပ်ကြည့်လိုက်မယ်ဖေးတယ်မရဘူးဒါဆိုရင်ကျွန်တော်၄ကြိမ်ရှိနေပြီဗျာเนาะဒါဆိုရင်ကျွန်တော်ထပ်စုလိုက်အောင်ပဲဗျာဗီဒီယိုလေးကိုဒီမှာတကားထပ်ရက်လိုက်ပါမယ် ကျွန်တော်တို့ဒီမှာကျွန်တော်ကတော့ဒီခရမ်းရောင်ဥကြုံဟွန်းပေါ့နော်တခုကျွန်တော်ရှာထားပါပြီဗျ။နော်ရှေ့မှာကျွန်တော်၄ချိန်တီတီခုံပြီးတော့ပါပြီခရမ်းရောင်နဲ့ပဲကျွန်တော်ခုံခဲ့တာနော်အဲ၄ချိန်လုံးဖေးတယ်အခုကျွန်တော်105 level 105ခရမ်းရောင်နဲ့ပဲကျွန်တော်ခုံမယ်ဗျနော်ကျွန်တော်ရွှေရောင်နေပါပြီမလဲပါအောင်ခရမ်းရောင်နဲ့ပဲခုံပါမယ် တော့အောက်ကအစိမ်းအောင်ချန်ပီယံကိုနှိမ့်မယ်အဲ့မှာနော်ပြောင်းသွားပြီ105ရင်ကျော်86ရောက်သွားပြီသူကတစ်ကရင်တရာအတွင်းကို level ရောက်အောင်ကျောင်းငွေထုတ်လို့ရတယ်ဗျာနော်အဲ့ဆိုအောက်ကအစိမ်းအောင် IC လေးကိုကျောင်းနှိမ့်မယ်နော်ဒီမှာ105ရင်86ကိုရောက်သွားပြီနော် IC ကိုနှိမ့်လိုက်မယ်နော်ဒါဆိုရင်ငွေထုတ်လို့ရပြီနော်အဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာ withdraw ဆိုတာကိုနှိမ့်ရအောင်မယ်နော် နော် level 86ဖြစ်နေပြီနော်အဲ့ဒါမလို့ငွေထုတ်လို့ရတာပါနော်ဒီမှာကိုယ့်ရဲ့မေးတွေကိုထပ်စစ်မယ်နော်ကျောအမောက်တွေမှန်လားជីမေးတွေမှန်လားစစ်ခိုင်းတာเนาะမှန်တယ်ဆိုစိမ်းရအောင်နှိပ်မယ်เนาะ happy to အဆက်ကိုထပ်နှိပ်မယ်เนาะပြီးရင်ထုံးစံအတိုင်းဟိုအပေါ်ညာဘက်ထောင်းအောင်တွတ်ကြည့်မယ်အပေါ်ညာဘက်ထောင်းအောင်တွတ်ကြည့်ပါမယ် เนาะဒီမှာเนาะဒီနေ့25ရက်နေ့เนาะ25ရက်နေ့မှာအဲ့မှာစနစ်တသမ1ဒေါ်လာ withdrawing ဖြစ်နေပါတယ်เนาะပြန်ကြအောင်တက်လက်စားတဲ့ coin ဘက်ကိုထုတ်လိုက်မယ်เนาะ coin ဘက်မှာ9.5တင်းရှိတယ်အဲ့တော့ပါကျွန်တော်တို့ထပ်ထုတ်လိုက်မယ်ဗျာเนาะအပိဒူဆက်ပြီးရင်အပေါ်ညာဘက်ထောင်းအောင်ပဲသွားကြည့်လိုက်မယ် ော့အဲ့မှာ withdraw ရင်ဖြစ်နေပါရယ်နော်ခုန7.1ရယ်နော်9.51ရယ် withdraw ရင်ဖြစ်နေပါရယ်ဗျနော်ဒါဆိုရင်ကျွန်တော်တို့9နိုင်လောက်ဆောင်းရမှာပါ9နိုင်လောက်ဆောင်းပြီးပြီဆိုတာနဲ့ကျွန်တော်တို့ပေးပဲဆိုလဲပေးပဲជីမေးဆိုလဲជីမေးတွေကိုရောက်နေမှာဖြစ်ပါရယ်ဗျအဲ့ဒီစာရောက်အဲ့ဒီငွေလက်ခံရရှိတဲ့ဟာကိုကျွန်တော်ထပ်ပြီးတော့ပြပါမယ်ခင်ဗျ တော်မနေ့ကညဒါငွေထုတ်ထားတဲ့အမှတ်တမ်းပေါ့နော်ရှေ့ဗီဒီယိုမှာ withdrawing ပြနေတယ်ဗျာကျွန်တော်တို့ကအခုဒီမှာ successful withdraw ဆိုပြီးတော့နော်အစိမ်းအောင်လေးပြရင်ဒါကျွန်တော်တို့ရဲ့ဟို Gmail ဆိုလဲ Gmail account PayPal ဆိုလဲ PayPal account တွေဝင်လာဖြစ်ပါတယ်ဗျာနော်ကျွန်တော်ကဒါအမှန်တော့24ရက်ပါနော်ကျွန်တော်ကကျွန်တော်ရဲ့ဖုန်းက Japan region ပြောင်းထားလို့ဗျာ Japan region ကြတော့ည9:00နာရီခွဲကြော်တာနဲ့သူကနောက်တည့်ရက်ကူးတာဗျာအဲ့တော့ကျွန်တော်ညကငွေထုတ်တဲ့အချိန်က10:00နာရီဝန်းကျင်လောက်ဖြစ်လိုက်မယ် ဆယ်နှစ်ဝန်းကျင်လောက်ဆိုတော့ဗျာသူကနောက်တစ်ရက်ကူးသွားလို့ဒါ25ရက်ပြနေရပါတော့အမှန်ကျွန်တော်မြန်မာတိုင်းနဲ့ဆိုရင်တော့24ရက်ဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော် ထုတ်တာဒီ23ရက်နေ့ကထုတ်တာငွေရတာဒီ24ရက်နေ့ကျတော့ကျွန်တော်ရပါတယ်ခင်ဗျာအဲ့ဒါမလို့ crazy raw gain ကတော့အခုတက်ဒီငွေရနေတော့မှာခင်ဗျာ